တရုတ်ဆောင်သူရဲ့အမေကိုတိုင်းပြောပြလာခဲ့တဲ့တားဖြစ်သူကွယ်လွန်ခဲ့ရတဲ့ဖြစ်စဉ်မင်္ဂလာပါပြိသက်ကြီးရင်ဒီကနေ့မတ်လ10ရက်နေ့မှာဆိုရင်တော့အနုပညာကိုချစ်တဲ့ပြိသက်တွေရဲ့ကြားထဲမှာအဖြူရောင်တက်ကြရင်မဲချုံစားတဲ့ဇကားတွေနဲ့နမဲကြီးလူတီများလာခဲ့တယ်တရုတ်ဆောင်သူရဲ့ကွယ်လွန်ဆုံးပါမှုတည်တဲ့ဟာပြိသက်တွေရဲ့ကြားမှာအတော်လေးကိုမယုံနိုင်စရာကိစ္စတစ်ခုဖြစ်ခဲ့တာဖြစ်ပေမဲ့လည်းတရုတ်ဆောင်သူကွယ်လွန်ခဲ့တာဟာအမှန်တကယ်ဖြစ်ကြောင်းနဲ့ အခုလိုမျိုးရုတ်တရက်အကွဲလွန်သွားခဲ့ရတဲ့ဖြစ်စဉ်အကြောင်းဆုံးကမိခင်ဖြစ်သူကိုယ်တိုင်ကလည်းအခင်ဖြစ်ပွားချိန်မှာရှိနေခဲ့တဲ့တရုတ်ဆောင်ထူးရဲ့တငယ်ချင်းဖြစ်သူတို့ရဲ့ပြန်လည်ပြောပြချက်တွေအရာသိရှိခဲ့ရတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ထူးကတော့ရင်းမတော်တဆမှုကြောင့်ကွဲလွန်သွားခဲ့တာဖြစ်ပြီးမတ်လ10ရက်နေ့မှာတရုတ်ဆောင်ထူးကရင်းမတော်တဆမှုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါရင်းမတော်တဆမှုဖြစ်ပွားခဲ့တဲ့ညပိုင်းမှာဆိုရင် ဥကောင်းထံရနဲ့မြောက်ဩကလာဈေးရုံကြီးမှာဈေးကူတောက်မှုခံယူခဲ့ရတာဖြစ်ပြီးတော့မတ်လ10ရက်နေ့ညနေပိုင်းရင်မတော်တဆမှုဖြစ်ခဲ့တဲ့အချိန်ကစပြီးတော့တတိလနေတဲ့အနေအထားနဲ့ဈေးရုံမှာကူတောက်မှုခံနေရတာဖြစ်ပြီးဒီကနေ့မတ်လ10ရက်နေ့မနက်6နာရီမှာတော့ကွယ်လွန်ဆုံးမသွားခဲ့တာပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့တရုတ်ဆောင်ထူးကသူ့ရဲ့တငယ်ချင်းတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးတော့တငယ်ချင်းတဦးကိုတော့အိမ်အရောက်လိုက်ပို့ပေးခဲ့ပြီးအပြန်မှာတရုတ်ဆောင်ထူးမောင်းနေလာတဲ့မော်တော်ယာဉ်အနေနဲ့ အချိန်မထိန်နိုင်ပဲလမ်းဘေးမှာရှိတဲ့တစ်ပင်ကိုဝင်ဆောင်မိခဲ့တာဖြစ်ပြီးရေမတော်တဆမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အခုလိုရေမတော်တဆမှုဖြစ်ပွားခဲ့တာကြောင့်တရုတ်ဆောင်ထူးကဥကောင်းမှာပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပြီးတော့မြောက်ဥက္ကလာစီယုံကြီးကိုရောက်ရှိသွားခဲ့တာဖြစ်ကြောင်းကိုအဆိုပါနေ့ကတရုတ်ဆောင်ထူးကိုယ်တိုင်လိုက်ပို့ခဲ့တဲ့တရုတ်ဆောင်ထူးရဲ့တငယ်ချင်းအကိုဖြစ်သူမှကိုမတ်များမှဖြစ်ကြောင်းကုန်စင်ကိုလည်းရေးသားဖော်ပြထားတာဖြစ်ပါတယ်။သူရဲ့ဖော်ပြမှုတွေထဲမှာဆိုရင်တော့ အကိုကိုတိုင်းကားလေးညက်နေတာကို ထုတ်ပေးခဲ့တာပါ ဖြစ်စဉ်က အကိုကိုအိမ်ပြန်ပို့ပြီးသူ့အိမ်အပြန်မှာတစ်ပင်ကိုဝင်တိုက်လိုက်တာအချိန်ပြင်းလာလဲပါတယ်အကိုတတိအထက်ထက်ပေးတယ်ဖြည်းဖြည်းမောင်းမုံအိမ်ရောက်လို့10မိနစ်ပဲရှိသေးတယ်ဖုန်းကဝင်လာလို့ချက်ချင်းလိုက်သွားခဲ့ရတာပါဆိုပြီးတော့ဒီဖြစ်စဉ်ရဲ့အနီးကပ်ရှိတဲ့သူတဦးနေနေအခုလိုမျိုးပေါ်ပြလာခဲ့တာပဲဖြစ်ပါတယ်အခုလိုရင်မတော်တဆမှုဖြစ်ပွားပြီးတော့ဆေးရုံမှာတတိလစ်နေတဲ့အနေအထားနဲ့ဆေးရုံမှာဆေးကုသမှုခံခဲ့ရပြီး ီကနေ့မနက်6:00နာရီမှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်သူရဲ့ရုပ်အလောင်းကိုတော့ဗုဒ္ဓဦးနေ့မှာရေဝေးတုတ်တန်တို့ပို့ဆောင်တကြိုသွားမှာဖြစ်ကြောင်းကိုလည်းမိသားစုများထံမှသိရှိရပါတယ်။တရုတ်ဆောင်သူရဲ့မိခင်ဖြစ်သူပြောစကားအရာသားလေးအနေနဲ့တရုတ်ဆောင်မှာအယံကိုဝါသနာပါပြီးတော့အမှုပညာအပေါ်မှာလည်းအယံကိုချစ်ခင်ကြောင်းကားရိုက်တွင်နေနေပေမဲ့လည်းရလာသည်များအမှုပညာကျေးတွေကိုမိခင်ဖြစ်သူကိုပေးချောင်းသူတို့သားမိအနေနဲ့အင်္ဂါနေနေရတာဖြစ်ပြီးတော့ အမေအတွက်အိမ်ပိုင်းလေးရရှိအောင်လုပ်ပေးမယ်ဆိုပြီးတော့ပြောခဲ့သေးကြောင်းကိုလည်းစိတ်မကောင်းစွာနဲ့ပြောလာခဲ့တာပဲဖြစ်ပါတယ်။တယောက်ဆောင်သူအနေနဲ့ညာဘက်တွေမှာကားမောင်းရအဆင်မပြေသလိုမျက်စိကလည်းတိတ်မမြင်ရတာကြောင့်ညာဘက်တွေမှာကားမောင်းတဲ့အခါမှာတာဖြစ်သူကိုဂရုစိုက်ဖို့အတွက်လည်းမှားချခဲ့သေးကြောင်းကိုလည်းထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။မိသားစုအပေါ်မှာလည်းတာဝန်ကြီးပုံပြီးအနုပညာအပေါ်မှာလည်းချစ်မြတ်နိုးတဲ့တယောက်ဆောင်သူကွယ်လွန်သွားခဲ့ရတဲ့အတွက်လည်း အမှုပညာအတိုင်းဝိုင်းနဲ့ပြည်သက်တွေကစိတ်မကောင်းဖြစ်နေကြပြီးတော့တရုတ်ဆောင်ဒုတိယကောင်းရဘုံဘွားကိုရောက်ရှိပါစေလို့ဝိုင်းဝန်းဆုတောင်းပေးနေကြတာလည်းဖြစ်ပါတယ်။ဒါအပြင်အဖြူရောင်တက်ကြစ်ဇလန်တွဲမှာအတူတကွပါဝင်တရုတ်ဆောင်ထားတယ်။အဆိုတော်နဲ့တရုတ်ဆောင်အောင်မြင့်မြတ်ကလည်းမင်းသားဒုရဲ့ကွယ်လွန်မှုကိုအတော်လေးကိုမယုံမကြည်နိုင်ဖြစ်နေခဲ့ပြီးတော့မနက်ခင်းအစောပိုင်းမှာတည်တွင်းတွေတက်လာပြီးတဲ့နောက်ပိုင်းမှာတော့မင်းသားဒုရဲ့မိခင်ကိုဖုံးဆက်ပြီးတော့လှမ်းမိခဲ့ကြောင်းနဲ့ကွယ်လွန်သွားတာတည်ကြသွားတဲ့အချိန်မှာတော့ အဆိုတော်နဲ့တရုတ်ဆောင်အောင်မြင်မြတ်ကမင်းသားထူးကွယ်လွန်သွားတဲ့အပေါ်မှာအခုလိုရေးသားဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်။အဆိုတော်နဲ့တရုတ်ဆောင်အောင်မြင်မြတ်ကဖြစ်ချင်တာတွေကဖြစ်ချင်တဲ့ရင်ဖြစ်ချင်တယ်လို့ကိုဖြစ်သွားတာမှန်းငါသိထားပြီမေ။မင်းမရှိတော့တာကိုတော့ကိုကြီးမယုံကျင်သေးဘူးကွာ။ငါရင်ထဲမှာလည်းမိအရှုပ်ခံနေရတယ်လို့ပဲညီလေးရဲ့။ကိုကြီးတော်တော်ညံ့နေကွာ။နောက်တစ်ခေါက်ပြန်ဆုံရင်ငါကအောင်မြင်မြတ်အတိုင်းဖြစ်မင်းကလည်းထူးဆိုတဲ့လူတယောက်ဆက်ဖြစ်ပြီး ီဘွားမှာစုံခဲ့တဲ့အတိုင်းအတိအကျပြန်စုံညင်တဲ့ငါညီယာသနားစရာငါညီလေးရဲ့ဆိုပြီးတော့ဝန်내ချင်းများစွာနဲ့အခုလိုပဲစာတွေကိုရေးသားဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်အမှုပညာအတိုင်းဝိုင်းနဲ့ MRTV4 ကညီကိုမောင်နှမများကလည်းစိတ်မကောင်းစွာနဲ့ဝန်내ချောင်းစာလာတွေကိုရေးသားထားကြတာလည်းဖြစ်ပါတယ်။အခုလိုမျိုးကွယ်လွန်သွားခဲ့ရတဲ့မင်းသားဒုတိယကောင်းရပုံပွားကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။